ဒီတက်ကတူမတက်ခင်လောက်ခရေရတော့လောက်တာဆိုတော့အဲတက်ကတူတက်နေရင်တန်းလန်းအောင်မှာဒီပြိုင်ပွဲတွေပြိုင်လို့အဲတက်ကြီးကတစ်နှစ်ကြာသေးရဲ့တော့အဲ့တော့အဖေကအဲ့လိုလုံးဝမလုံးနေတော့ဘာညာလဲဆိုတော့ဒါမိဘနဲ့တောင်မှအတိုက်ခံလောက်ပြီးတော့မှဒီအလုပ်ကိုလုပ်ထားရတာ ရိုက်ကူးရေးကတော့အရင်ကထက်စားလို့ရှိရင်တော့နည်းသွားတယ်ပေါ့နော်နည်းသွားအခုဆိုလို့ရှိရင်လည်းသွန်းဒီ happy hotel ပြီးလို့ရှိရင် series တော့မရှိသေးဘူးပေါ့ယုံကြည်ကားလေးတကားတော့ရှိတယ်အဲဒါပေမဲ့အရင်လို series တွေဂရီဂရီမြင်ရဖို့တော့မဖြစ်နိုင်ဘူး happy hotel တခြားတငယ်ချင်းတွေလာတော့မခေါ်ပါဘူးရိုက်ဖို့အဲမတငယ်ချင်းတွေလာခေါ်လို့ကူညီတောင်းရင်လည်းရိုက်ပေးပါပါ ဒီအလုံးကိုကလေပြောရရင်တော့ဟိုဒီတက်ကတူမတက်ခင်လောက်ခရေရသုံးအားလောက်တာဆိုတော့အဲတက်ကတူတက်နေရင်တက်လန်းတော်မှာဒီပြိုင်ပွဲတွေပြိုင်လို့အဲတက်ကြီးကတစ်နှစ်ကြာသေးရဲ့သုံးအဲ့တော့အဖေကအဲ့လိုမျိုးလုံးဝမလုံနေတော့ဘာညာလဲဆိုတော့ဒါမိဘနဲ့တော်မှာအတိုက်ခံလုတ်ပြီးတော့မှဒီအလုံးကိုလုတ်ထားရတာသုံးရဲ့ဝါဒနာကပြောရရင်တော့တော်တော်ကြီးကြီးမမရှိရပေါ့နော်အဲ့တော့ဒီအလုံးလုံနေရရင်ပြင်မဲနယ်လို့မခံစားရဘူးအဲအလုတ်သီးတတ်မယ်ဆိုလို့ရှိရင်သုံးအတွက် anxiety မရှိဘူးပေါ့ အဲ့ဒီအဲ့ဒီဟာတစ်ခုကြောင့်ပဲဟိုဒီအလုပ်ပဲဆိုဆက်လုပ်အောင်ပါဗောနော်ဒါပေမဲ့ဒီအလုပ်ကြောင့်စိတ်ညစ်တာတွေပြိုလဲတာတွေအဲ့လိုတော့မရှိဘူးဗောဟုတ်အဲတုံးကမက်ထရိုရိုက်နေရင်တန်လန်းနဲ့ဒီ Happy Hotel ကိုကတ်စတင်ဝင်ခဲ့တာပေါ့နော်မက်ထရိုရိုက်နေရင်တန်လန်းနဲ့မှာဒီဘက်မှာကတ်စတင်ဝင်ပြီးတော့ဒီဘက်မှာပါသွားတယ်ဆိုတော့အဲတုံးအားတဲ့အချိန်လေးတွေလည်းဒီဘက်မှာဟိုဗာလဲလွတ်တက်စ်တွေပါလေလာလောက်ရတယ်ဆိုတော့ဟို မှန်ကေတော့မေဆိုရိုက်နေတုန်းတော့အသွန်ဝင်ကက်စတင်တော့ဝင်လိုက်တယ်ဟိုဖြစ်ပါကျင်တယ်အဲ့ဒီတာတော့စူးစမ်းမှုလုပ်လိုက်ပြီမဲ့ဟို mood ကတော့မဖြောက်လိုက်ဘူးပေါ့နော်အသွန်မှန်လိုက်ပြီ happy hotel တိတ်ပြီးမတွေးထားသေးဘူးပေါ့မေဆိုမှာပဲအသွန်အရင်ဆုံးကောင်းအောင်လုပ်မယ်ပေါ့ဒါပေမဲ့မေဆိုပြီးွားတဲ့အချိန်မှာအသွန်ရန်ကုန်ပြောင်းချိန်မရလိုက်ဘူးဒီဘက်ကလည်း happy hotel ကချက်ချင်းတက်လာပြီးချက်ချင်းရိုက်တာဆိုတော့အသွန်ပင်းတရမှာပဲဆက်နေလဲရတယ်ပေါ့နော်ဆက်နေရတဲ့အချိန်မှာဟို ရိုက်တဲ့ဆင်းတွေကလည်းမဲချိုမှာတွန်းရဲတကယ်အဓိကအပိုင်း22လောက်မှာပါတဲ့ဆင်းတွေအကုန်လုံးကနောက်ဆုံးမှရိုက်တာအဲ့တော့မှုကြီးကလေအရန်ထဲ့ထားအဲ့လိုခလေးတွေနဲ့အဲတမီးလေးရတဲ့ဆင်းတွေပါတယ်ဆိုလို့ရှိရင်အရှိပိုင်းမှာရိုက်ထားတာပေါ့တကယ်ကိုမရင်းကျင့်ခံရတဲ့ခန်းလို့အဲပြီးတော့အသေးကွဲတဲ့ခန်းလို့ငိုတဲ့ခန်းလို့အဲ့ဒါကြီးအကုန်လုံးတရေပူးတဲ့ခန်းလို့အဲ့ဒါတွေကသူတို့နောက်ဆုံးတွန်းပီးကန်လေးတွန်းဆင်းလေးပီးကန်လေးလောက်မှာရိုက်တာဆိုတော့မူကတော့တအားအဲ့လိုတော့ဝင်ပြီးတော့ဟိုပြောရင်တအားတော့မူဆွင်ဖြစ်နေ啊ဒါပေမဲ့ဒီဘက်ရောက်လာတဲ့အချိန်မှာအကုန်လုံး လွှတ်ထုတ်လိုက်ပြီးတော့ဆိုပြေကိုမြင်သွားရလဲပါတယ်တုံးနေဆိုပြေရောက်လာတဲ့အချိန်မှာတငယ်ချင်းတွေအဲ့လိုပဲခရီးသွားနေကြဆိုတော့နေမျိုးတစ်မျိုးမှာကိုရှိနေနေရသူရောက်လာပြီးတော့သူနဲ့ကိုနဲ့တူတူပျော်ပျော်လေးရိုက်ရတော့မယ်ဆိုတဲ့ဟာကိုတွေးလိုက်ခဲ့တဲ့အရင်တော့ပော့ပါသွားပြီးတော့တရုပ်ဆောင်လို့ပိုကောင်းသွားပါတပိပုတ် ဟုတ်တော့အဲရိုက်ကူးရေးရတော့အရင်ကထက်စားလို့ရှိရင်တော့နဲဝါရပေါ့နော်နဲဝါအခုဆိုလို့ရှိရင်လည်းသွန်းဒီ happy hotel ပြီးလို့ရှိရင် series တော့မရှိသေးဘူးပေါ့ယုံကြည်ကားလေးတကားတော့ရှိရဲ့အဲဒါပေမဲ့အရင်လို series တွေဂရီဂရီမြင်ရဖို့တော့မဖြစ်နိုင်ဘူးအဲသွန်းတို့အများကြီးမြင်ရဖို့အတွက်ကိုသွန်းဒါ TikTok မှာလည်းသွန်းသွန်း diary ဆိုတဲ့ account လေးဖွင့်ထားရပေါ့အဲအဲ့ဒီမှာလည်းသွန်းရဲ့ activities လေးတင်ပြီးမယ်ပေါ့ဒါပေမဲ့အခုတော့မှမတင်နာတော့များနေပါတယ် က်ကိုရိုက်မယ်ဆိုလို့ရှိရင်တော့ make up vlog လေးပဲဖြစ်ဖြစ် lifestyle vlog လေးပဲဖြစ်ဖြစ်အဲ့လောက်ပဲလုပ်ဖို့အစီအစဉ်ရှိရပေါ့ကိုယ့်ဘက်ကိုဇလန်းတို့တွေဖန်တီးဖို့တော့အစီအစဉ်တော့မရှိဘူးပေါ့တကယ်ချင်းကအရင်တော့ကတော့စုပြေနဲ့ကစုပြေက SN friends home မှာအဲ့လိုလေးရိုက်တာဆိုတော့စုပြေနဲ့တော့ရိုက်ဖို့ရရှိရဲဒါပေမဲ့တခြားတကယ်ချင်းတွေလာတော့မခေါ်ပါဘူးရိုက်ဖို့ဒါပေမဲ့တကယ်ချင်းတွေလာခေါ်လို့ကုညီတောင်းရင်လည်းရိုက်ပေးပါပါ